ားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်တွေအတွက်ရင်ခုန်စိတ်လှုပ်ရှားနေစေမယ့်ပရလောကနဲ့ဂန်ဒီယာလောကရဲ့အတောင်ရတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဒီဇလန်ရဲ့အနှစ်ရတာကိုအပြေအဝခန်းစားခြင်းနဲ့ဆိုရင်တော့ညအချိန်ခါရောက်မှတဦးတည်းရှိနေချိန်မှာနားဆင်ဖို့အတွက်အကြံပြုပါစေနော်။ဒါဆိုရင်တော့ဇလန်လေးကိုနားဆင်လိုက်ရအောင်နော်။ဒီနေ့မှာတော့အောင်မြတ်တာနဲ့စစ်ထွက်ဖျားဆိုတဲ့အကြောင်းကိုတင်ဆက်ပေးကြပါရစေ။ မန်ပါပါဟန်ပါပါနဲ့ထုတ်လိုက်တဲ့အောင်စီအောင်မောင်းတန်ကစကားစမိပြောနေကြတဲ့စစ်သည်တွေအားလုံးသတိဝင်စေခဲ့ပါရဲ့မကြခင်မှာပဲအောင်ကုံရောင်မြင်းတကောင်စီပြီးတော့ချက်ဝတ်တစားတွေဝစ်ဆင်ထားတဲ့တမှုတယောက်ရောက်လာကတန်းစိန်နေကြတဲ့စစ်သည်တွေရဲ့မျက်နှာကိုတဆိုင်မမတ်ကြည့်ရှုနေခဲ့ပါရဲ့အတန်းကြောင်းတဲ့ပက်ကြည့်ရှုပြီးတဲ့အချိန်မှာတော့မြင်းဆက်ကျိုးဆွဲရရွှတ်လိုက်ပြီးတော့ညီနောင်တို့ငါတို့ကမကြခင်မှာ ကျူးကျော်တဲ့သူတွေရဲ့ရန်ခိုးကန်တိုက်ခိုက်ကြတော့မှလည်းဖြစ်တယ်။မီဒီယာကြီးကလည်းရန်သူတွေကိုကိုယ်တိုင်ဦးဆောင်ပြီးတော့တိုက်ထုတ်နေသလိုငါတို့ကလည်းကိုမျိုးရွာကိုအသက်ပေးပြီးတော့ကာကွယ်ရလိမ့်မယ်။ငါတို့တွေရှုံးလိမ့်လို့ဖြစ်ဦး။ဒါကြောင့်ငါကိုယ်တိုင်ရှေ့ကနေထွက်ပြီးတိုက်မယ်။ငါတို့ရဲ့လက်ထဲမှာကင်ထားတဲ့ဓားလန်တွေမှာရန်သူထောင်ပေါင်းများစွာရဲ့သူတွေစီးဆင်းစေရမယ်ဟိ။ဒီလိုပြောပြီးတော့ကျောင်းစီတောင်ဝင်လိုက်ရာအောက်မှာရှိနေကြတဲ့စစ်တေရဲမဲ့ဘိုးဘာတွေအားလုံး လက်သေးလက်မောင်းတန်းပြီးတော့အော်ဟိတ်လိုက်ကြပါတော့တယ်။ယာယီစစ်ထွက်တဲတခုတွဲမှာတော့မျိုးစောက်တံမှုမင်းရဲ့ကြောသူနဲ့အတူတခြားတံမှုတချို့ခေါင်းစဉ်ဆိုင်ရာမှာစည်ရေးပြူဟာတွေကိုဆွေးနွေးနေခဲ့ကြပါတော့တယ်။တံမှုစစ်ထွက်ဖရာတွေကဌာပနာတွေအားလုံးလုံခြုံတဲ့နေရာကိုရောက်ပါပြီ။ဟုတ်ပြီနန္ဒသူ။ဒါနဲ့ရန်သူတွေဘလို့ချင်းနေရှိလဲ။သူတို့ဘက်ကတော့လှုပ်ရှားတာမတွေ့သေးဘူးတံမှု။ဒါပေမဲ့အတွင်းလူပေးရတဲ့တဲ့င်းရမကြခင်မှာသူတို့လာတိုက်လိုက်မယ်လို့ထင်တယ်။ မျိုးတခြားကဲသမားတွေကိုခောက်ရှိအစားခောက်တို့ပြောင်းဆောင်မှုတတိပေးလိုက်ဘုံမင်းနန္ဒာသူကတော့အမြောက်ဘုံဆန်တွေကိုလုံလောက်မှုရှိမရှိစစ်ဆေးပါဘုံမင်းဆန္ဒကတော့မျိုးသူမျိုးသားတွေစောင်းဝင်နေရေးအတွက်ရိတ်ခါတွေစုဆောင်းနေမှုတာဝန်ပေးလိုက်ပါမျိုးဆောင်တံမှုရဲ့စကားကိုဘုံမင်းနဲ့အာလုံကောင်းညိတ်ကနားခံလိုက်ကြပြီးတော့တစ်ထွက်ယာယီတဲ့အတွင်ရနေအရှုံရှုံထွက်သွားခဲ့ကြပါတော့တယ်မြို့ရိုးပေါ်ကနေအဆက်မပြတ်ထွက်လာတဲ့တတိပေးမောင်းတဲ့ကြောင့်မျိုးစောင်းတံမှုမင်းရဲ့ကြောသူအနေနဲ့ လက်သုံးတော်ကြောက်စီကြောင်းဆွဲပြီးတော့တဲပြုံထွက်လာချိန်မှာရန်သူတွေကမြို့ရိုးပေါ်ကိုအမြောက်စိန်ပြောင်းနေနဲ့ပြက်ခတ်တိုက်ခိုက်နေအောင် မြင်လိုက်ရပါတော့တယ်။အဲ့ဒါနဲ့ရဲမက်တွေကိုပြန်လည်တိုက်ခိုက်ဖို့အမိန့်ပေးပြီးတော့တိုက်ပွဲကိုအနီးကပ်ကြီးကျက်နေတဲ့အချိန်မြို့နောက်တကားဘက်ကဝုန်းကနေပွတ်ထွက်သွားပါတော့တယ်။ခိုးကြခိုးကြတာကြဟိတို့မျိုးလုံးမီးလောင်တိုက်သွင်းကြဒီလိုအတန်းနဲ့တူသွေးစာနေကြတဲ့ကျူးကျော်သူတွေအွန်လိုက်ကျင်းလိုက်ဝင်ရောက်လာခဲ့ကြပါတော့တယ်။ အရှိဟုအာယုံဆိုင်နေတဲ့အချိန်အနောက်ကနေပတ်ဝင်လာတဲ့ရန်သူတွေကြောင့်ဖြူဟာတွေအားလုံးပျက်စီးကုန်ပြီးတော့မျိုးသူမျိုးသားတွေနဲ့တူရဲမဲတချို့ပါကြာဆုံးကုန်ကြပါတော့တယ်အနောက်တကောင်ဆောင်တဲ့ပုံမရဘူးလဲကွာမျိုးဆောင်တံမူကဒေါသတကြီးနဲ့အော်ဟင်းလိုက်တဲ့အချိန်မှာတော့အနောက်မှာရှိတဲ့ပုံမင်းဆန္ဒကခက်လန်းလန့်ကိုလက်ညှိုးထိုးပြပြီးတော့ဟာလက်ရသူတစ္ဆာဖောက်ပြီးဘုံမေဟိုမှာမြင်းနဲ့ပြေးပြီဒီလိုပြောလိုက်တော့တံမူးနေနဲ့မေးကြော်တွေထောင်းတဲ့အထိအန်ကျိလိုက်ပြီး ဒါယုကိုကြက်ကြက်ပေါင်းဆုပ်ခါအနားမှာရှိရဲ့လက်စွဲတော်မြင်းနဲ့ဒုံဆောင်လိုက်ပါတော့တယ်တမှုသတိထားဘုံမင်းဆန္ဒရဲ့စကားမဆုံးခင်မှာပဲရန်သူတွေပြစ်လိုက်တဲ့မြတ်တချောင်းကမြင်းရဲ့ခြေတော်ကိုစိုက်ပြီးတော့လိမ့်ကျသွားပါတော့တယ်တတိရှိရဲ့တမှုကတော့မြင်းပေါ်ကလိမ့်ကျတာနဲ့ချက်ချင်းဆိုသလိုကုန်းထပြီးတော့အနားမှာရှိရဲ့ရန်သူတွေကိုလက်သုံးတော်သားနဲ့ထိုးခုတ်ပြီးတော့ဖောက်ထွက်ဖို့စူးစမ်းခဲ့ပါတော့တယ်အနောက်မှာပါလာတဲ့ဗိုလ်မင်းဆန္ဒရဲ့တပ်တွေကလည်းတံပူနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှလူသူလက်နဲ့အင်အားတောင့်တင်းတဲ့ရန်သူတွေကိုမခုခံနိုင်တော့ဘဲနဲ့လက်အံသေးလာခဲ့တယ်လို့ဓာချက်တရားလည်းနှိမ့်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာရန်သူတယောက်ခုတ်လိုက်တဲ့ဓာကတမှုရဲ့ဘဲဘဲလက်မအောင်ထိပြီးသွေးတွေဖျားကနေထွက်လာခဲ့တော့တယ်။တမှုတမှုတမှုရှောင်းမရတော့မယ်။အရှိတကလည်းပွင့်သွားပြီ။ရန်သူတွေကမြို့ကိုတိုက်ပြီးရတာနဲ့အကုန်လူရဲနေကြပြီ။ခေဆန်းဆန်းက ငါဒီမျိုးရဲ့မျိုးစားဖြစ်လို့ငါတေမဒီမျိုးကြောက်မယ်ပေးစံကဒါတမူကစာဒလက်ထဲရသားကိုအတင်းလူပြီးတော့မှန်သွင်းကရန်သူတွေချားတဲ့ကိုပြေးဝင်သွားခဲ့ပါတော့တယ်တမူကိုရင်တိုက်နေရမြင်တော့ကျန်တဲ့လူတွေလည်းမနေတာတော့ပဲရန်သူတွေအားလုံးကို အတင်းဝင်အတင်းခုတ်ပုံစံနဲ့ကြောင်မခန်းနီလိဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်မျိုးစောက်တမူနဲ့ရဲမက်ပိုးပါတွေရုံရုံချော်ချော်တိုက်ခတ်တာကြောင့်ရန်သူရဲ့အနောက်ဖက်စစ်ကြောတစ်ခုလုံး ြက်လုနေပါဖြစ်သွားခဲ့ရပါတယ်။ရန်သူတွေစီကနေထွက်လာတဲ့သွေးတွေကြောင့်တမူရဲ့လက်ကဒါလက်ကင်ယူကနေခွာမရတဲ့အထိကန့်ညီနေခဲ့ပါတယ်။ဒါပေမဲ့ရန်သူတွေရဲ့အင်အားကပပေါများစွာတာလွန်နေတာကြောင့်ကြာရှင်မခုခံနိုင်တော့ဘဲနဲ့တယောက်ပြီးတယောက်ကြာဆုံးကုန်မာတော့တယ်။ဒီလိုနဲ့မနေ့အာယုံတက်တဲ့ချိန်မှာတော့ဗဇက်ကနေသွေးတွေကြကဒူးထောင်းရဲ့အနေထားနဲ့ကြာဆုံးရဲ့တမူဒယန်ရစစ်တီတွေနဲ့ဖန်ဆီးစစ်တီတွေ စိတ်မကောင်းစွာနဲ့မြင်တွေ့လိုက်ရပါတော့တယ်။ရန်သူတွေကတော့မြို့ထဲမှာရှိတဲ့တံပိုးကြီးပစ္စည်းတွေကိုလူရဲယူနေပြီးတော့တမျိုးလုံးမီးလောင်တိုက်ခါပြာချခဲ့ပါတော့တယ်။အလားတူပဲမြို့ဝင်မှာရှိတဲ့စစ်ထွက်ဖျားရဲ့ထောက်ပံ့တိုက်ကိုဖောက်ထွင်းပြီးတော့ရတနာပစ္စည်းတွေကိုလူရဲဖို့စူးစမ်းပေမဲ့အမြောင်မြင်ရှိတဲ့တံမူးရဲ့အကြံကြောင့်ဘာမှမရသွားခဲ့ပါဘူး။ဒီလိုနဲ့တပတ်လောက်ကြာတဲ့အထိတမျိုးလုံးမီးကိုလုံးနေတဲ့အတူ လူသေးကောင်းညှော်နှံ့တွေနဲ့ဖုံးလန့်နေခဲ့ပါတော့တယ်။အာမင်းရဲ့ကြော်သူတယောက်ရထားတဲ့တရားတွေကြောင့်ညင်ညွရင်းနဲ့ထားလိုက်တော့သူ့ဘေးပတ်လည်းမှာလူသေးအလောင်းတွေပြင်းလူယုံသွေးတော့ရမက်တွေကိုပါမြင်တွေ့လိုက်ရပါတော့တယ်။မလဲမကတ်မှာတော့လူရဲ့ယူငင်ထားတဲ့ယတနာပစ္စည်းတွေကိုခွဲဝင်နေကြတဲ့ရန်သူရမက်တွေကိုမြင်တော့မင်းရဲ့ကြော်သူတယောက်ဒေါသထွက်သွားပြီးခါးမှချိတ်ထားတဲ့တောင်းထုတ်ပြီးအကုန်လွှဲချလိုက်ပါတော့တယ် ဓာသွားလို့မရှိပဲလေကိုခုံးမိသလိုဖြစ်သွားတာကြောင့်အာအာတင့်သွားသလိုဖြစ်ပြီးနောက်တစ်ချိန်ထက်ခုံးလိုက်ပါတော့တယ်ဒီတကားလေးပထမချိန်လိုပဲလေကိုခုံးမိပြန်ပါတယ်အဲဒါကြောင့်လူသေးအလောင်းတွေပြန်ကျဲနေတဲ့စစ်မြေပြုံလက်ပဲချိရှုပ်လိုက်ရမှာတော့အံကိုကျိတ်ပြီးဒူးထောက်တဲ့အနေထားနဲ့သိဆုံးနေတဲ့ကို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 မြင်လိုက်ရပါတော့တယ်ငါငါကငါပြင်ပြင်နေရပါလားငါသေးသွားလားဟာမဖြစ်နိုင်တာ ငါမသေးသေးဘူးမသေးသေးဘူးတယောက်ထဲကြောက်အားလန်ရေရွံ့ရင်းနဲ့အနောက်ကိုစုံသွားတဲ့အချိန်မျိုးစောက်တံမူတင်ရတေလိုဖြစ်ခဲ့ပြီးဒီလိုအတန်ကြောင့်ကြီးလိုက်ရမှာတော့ဖြူဖွေးနေတဲ့သပင်ကိုရှောင်းတုံးလိုထုံထားပြီးတော့၎င်းဘက်တောင်ဝဲတစ်ချောင်းကိုကင်ထားတဲ့အဖိုးဟိုတယောက်ကိုမြင်လိုက်ရပါတော့တယ်တင်ရဘယ်သူလဲဒီညာအတွက်မှာတင်မမြင်ဘူးပါဘူးမျိုးစောက်တံမူကကျုပ်ကိုမသိပေမဲ့ကျုပ်ကတော့တတ်မှုသိပါတယ်ကျုပ်အခုလာရတာလေသက်ဆိုင်ရာပုံကိုယ်ရ တမူးနဲ့နောက်လိုက်တချို့နေရာတစ်ခုစီခေါ်သွားဖို့ညွှန်ကြားထားလို့ပါ။ကျုံနဲ့နောက်လိုက်တချို့ဟုတ်လား။ကျုပ်သွေးတော့တွေကဒီတိုင်ပွဲမှာရှာရှုံးသွားတယ်မဟုတ်လား။ဟုတ်ပါရဲ့။ဒါပေမဲ့သူတို့ရဲ့ဝိညာဉ်တွေကတမူးနောက်ကနေလိုက်ဖို့စောင့်နေကြပါရဲ့။ဟိုဘက်ကိုကြည့်လိုက်ပါ။တမူးလည်းအဖိုးအိုညွှန်ပြရတဲ့နေရာကိုကြည့်လိုက်ရမှာတော့လက်နက်တွေကင်ဆောင်ထားတဲ့နောက်လိုက်ဖို့ပါတချို့မြင်တွေ့လိုက်ရပါတော့တယ်။သူတို့ရဲ့မျက်လုံးထဲမှာတော့နာကျင်မှုတွေမုန်တိမှုတွေက အခုံးငွေတွေလို့ထွက်ပေါ်နေအောင်မြင်တွေ့ရပါတော့တယ်။ကဲတမရုအနေနဲ့စစ်ထွက်ပြားပရံမှာနေရပါမယ်။ဒီဘွားကနေကျွလို့ဖို့ဆိုရင်တော့ဖျားထောက်ပနာပစ္စည်းတွေကိုမူလနေရာကိုပြန်ရအောင်လုပ်ဖို့လိုလိမ့်မယ်။ထောက်ပနာပစ္စည်းတွေကလုံခြုံတဲ့နေရာမှာရှိရမဟုတ်လား။မဟုတ်ဘူးတမူ။ထောက်ပနာပစ္စည်းတွေကလန်နာသူရဲ့မယိုးသားမှုကြောင့်တခြားနေရာတစ်ခုရောက်သွားခဲ့ပြီ။ဒါဆိုကျုပ်တို့ဘယ်လိုလုပ်ရမလဲ။တမူတို့ကိုကူညီပေးမဲ့ပုဂ္ဂိုလ်က နှစ်ပေါင်း150ကျော်တဲ့အခါမှဒီအရက်တွေတောင်ရောက်ရှိလိမ့်မယ်။သူကူညီမတမူတို့ဒီဘွားနေကျွတ်လွန်မှာဖြစ်တယ်။တမူလဲဘိုးအိုစကားကြောင့်ခေါင်းငွိုင်းဆိုင်ချသွားပြီးတော့လက်ထရတောင်ချစ်ချစ်ပါအောင်ဆုပ်ခိုင်ထားလိုက်ပါတော့တယ်။မကြခင်မှာတော့တမူမင်းရဲ့ကျော်သူနဲ့တကွလောက်လိုက်ပူပါတချို့တို့အဖိုးအိုခေါ်ဆောင်ရနိုင်ကိုလေးတွဲဆောင်နဲ့လိုက်ပါသွားခဲ့ပါတော့တယ်။အနောက်မှာတော့မီကိုငွေတလူလူထက်နေတဲ့မြို့ပြကြီးကတော့၆ကက်လျက်ပါပဲ။ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာလာတာနဲ့အမျှစစ်ထွက်ဖရာအနီးတစ်ဝိုက်မှာခြုံရွယ်ပေပေါင်းတွေထူထပ်လာပြီးတော့ဖရာပရံဝန်ကလည်းတိတ်ဆိတ်ခါချောက်ချားပွဲကောင်းလာခဲ့ပါတယ်စိတ်ထားမမှန်တဲ့သူရဲ့အနေနဲ့စစ်ထွက်ဖရာအနီးကိုလာပါကဖရာဆောင်ပုံကိုယ်တွေကသွေးပြန့်တဲ့အထိချောင်းလင့်ကြပြီးတော့သဘောယိုးတဲ့သူတွေလာပါကလိုအပ်တဲ့အကူအညီတွေပေးတတ်ကြပါတယ်တရက်မှာတော့စစ်ထွက်ဖရာကိုခေါ်လာတဲ့အဖိုးကိုရောက်လာပြီးတော့ ဗိုလ်မင်းနန္ဒာသူကမျက်ကြော်ဆွဲနာမည်ကိုယူပြီးတော့တခြားနယ်မြို့တစ်ခုမှာချက်မြုပ်နေရတော့တမှုဒါဆိုကျုပ်တို့ဘလို့လောက်အောင်မလဲသူရှေ့နေအောင်လိုက်သွားဖို့ကလည်းမဖြစ်နိုင်ဘူးလေစိတ်မှုပူပါနဲ့တမှုတို့ပိုင်တဲ့ယန္တနာပစ္စည်းကိုသူမထုတ်သုံးရပါဘူးညတိုင်းမှလည်းထပ်ပနာဆောင်ပုံကိုရရဲ့ချောင်းလက်မှုခံနေရတာဒါကြောင့်သူကသူပိုင်တဲ့ပစ္စည်းတချို့နဲ့ထပ်ပနာပစ္စည်းကိုလူမသိသူမသိဖောက်ဖို့စီစဉ်နေတယ်သူသေးသွားခဲ့ထပ်ပနာပစ္စည်းကိုယူလို့ရပြီပေါ့ သူကတရားနဲ့ပျက်စီးလို့ဆွဲပြီးအဆောင်ဖြစ်မှာသူတရားနဲ့သူနောက်လိုက်တချို့ပါလိုက်သေးခိုင်းမှုအစိတ်ကြီးကြိုတင်ဆူဆိုင်ခိုင်းနေရလဲသိရတယ်ဟာအတော်အကြံပတ်ဆက်တဲ့သူပဲဒီเจ้าနေကိုပြောချင်လို့တမရိုးစီကိုလာခဲ့တာကျုပ်လည်းလုံးဆရာရွှေတရားဆိုတော့ပြန်လိုက်ပါအောင်မယ်အဖိုးကစစ်ထွက်ဖျားကိုပစစ်ထုတ်ထိုင်ကကတော့လိုက်ပြီးတော့ပြန်ထွက်သွားခဲ့ပါတော့တယ်မျိုးဆောင်တမမင်းရဲ့ကျော်သူတို့အဖွဲ့လေးစစ်ထွက်ဖျားပရဝံတွင်မှာနှစ်ပေါင်းများစွာဆောင်းဆိုင်ပြီးရဲ့နောက်မှာတော့ ကျွလပေါ်တွင်မျောလင်းချက်ရောင်ကြီးတန်းလာခဲ့ပါတော့တယ်။ဘာလို့လဲဆိုတော့စစ်ထက်ဖရားနဲ့မလန်းမကတ်မှာအရင်မင်းနဲ့လက်ထက်ထဲကတိဆောက်ထားတဲ့ရေအောင်ဟိန္ဒူဖရားကျောင်းတကြောင်းစီကနေလှုပ်ရှားမှုအရေးရောင်တွေတွေးလာလို့ပါပဲ။အဲ့ဒီဖရားကျောင်းပြန်ပေါ်လာတာနဲ့ကုညီရဲ့သူ ရောက်လာမယ်ဆိုတော့အဖိုးဖြစ်သူရဲ့စကားကလည်းမျိုးဆောင်တမှုတို့အဖွဲ့ကိုအတက်စေခဲ့ပါတော့တယ်။တစ်ဖက်မှာလည်းနန်းနာသူတစ်ဖြစ်လဲမြတ်ကျော်က ၊သူပိုင်တဲ့ပစ္စည်းတွေနဲ့ဌာပနာပစ္စည်းတွေကိုဈေးဆွဲပြီးသေးသွားတဲ့အတွက်ပုဂ္ဂိုလ်ကတိုက်ဆောင်အဖြစ်နဲ့အစွဲကြီးစွာစောင့်နေရတယ်လို့ကြားလိုက်ရတော့တယ်။အရင်စိတ်နဲ့ဆိုရင်တော့တောင်ရွှေကိုတော်တော်ဝက်ဓာတ်ကိုဆွဲပြီးတော့ရှင်ပြလိုက်ခြင်းနဲ့ဆိုပေမဲ့အခုဘွားမှာတော့သက်ဆိုင်ရာနေမီကနေချော်ထွက်လို့မရဘူးဆိုတာနဲ့အန်တကြိတ်ကြိတ်တောက်တခေါက်ခေါက်နဲ့အချိန်ကောင်းကိုပဲဆောင်ဆိုင်နေခဲ့ရပါတော့တယ်။တည့်ရက်မှာတော့စစ်ထွက်ဖျားရှိရဲ့ဘက်ကို ယောဂီဝတ်စုံဝတ်ထားတဲ့လူနှစ်ယောက်မယောင်မလည်နဲ့ရောက်လာခဲ့ကြပါတယ်။သူတို့ပုံစံတွေကစစ်ထွက်ဖျောက်လာရာမဟုတ်ပဲနဲ့တခြားနေရာတစ်ခုရှောက်ခွေနေတယ်လို့ဖြစ်နေတော့မျိုးစားတမူးနေနဲ့ဖျားရင်ပြင်းတောင်းကနေထားပြီးအကဲခတ်နေတော့တယ်။မကြခင်မှာဖျားကြောင်ပြတ်ရှိရဲ့ဘက်ကနေကျင်းဝါမောင်ထုတ်တန်တွေထွက်လာခဲ့ပြီးတော့တခဏလေးအတွင်းမှာတိတ်ဆိတ်သွားခဲ့တော့တယ်။အတူတူပြောရင်တော့ဒီလူနှစ်ယောက်က ရေဟောင်းဖရားကျောင်းပြက်ကို ပြန်လည်ပြုပြင်ဖို့လာရောက်တဲ့သူတွေဖြစ်တဲ့အပြင်စစ်တပ်ဖရားရဲ့ဌာပနာတွေကိုပြန်လည်ရှာဖွေပေးမဲ့သူတွေဆိုတာကိုသိချသိလိုက်ရပါတော့တယ်။အဲဒါ၄ကြောင့်ဖရားကျောင်းပြက်ပြန်လည်ပြုပြင်ရင်မှစစ်တပ်စီဒီအတွင်းမှာမှီတွင်းနေထိုင်ကြတဲ့အဆောင်လျှောက်တွေနဲ့သူတို့ဘက်ကနေတက်နိုင်သလောက်ကူညီလှောက်ဆောင်ပေးခဲ့ကြတယ်။အားလုံးပြုပြင်ပြီးစီးပြီးတဲ့အချိန်မှာတော့မင်းရဲ့ကျော်သူတို့အနေနဲ့ယောဂီဝိလူနှုတ်ဦးထံကိုချင်းကပ်ပြီးတော့ ဖျားထပနာတွေကိုပြန်လည်ရယူပေးဖို့အကူအညီတောင်းခံခဲ့ကြပါတယ်။ယောဂီဝတ်တက်လူနှစ်ယောက်ကလည်းမင်းရဲ့ကြော်သူတို့ပြောတဲ့စကားကိုစိတ်စိတ်နေခြင်းနဲ့ဝန်ခံကတိပေးကြပြီးတော့ထပနာထားရှိရဲ့နေရာကိုတွားရောက်ဖို့အတွက်ပြင်ဆင်ခဲ့ကြပါတော့တယ်။ဆရာဦးမြတ်ကျော်တိုက်ကိုတွားဖို့တော့ဘာပြင်ဆင်မှုလုပ်မလဲ။မောင်ကောင်းရဲ့စကားကိုကြားတော့အောင်မြတ်သာဦးမြတ်ကျော်တိုက်စီရဲ့ဝင်ဖို့အတွက်ဆိုရင်တော့ငါတို့ရဲ့ဂိုင်းနဲ့တချို့ပင့်ဖိတ်ဖို့လဲလို့သလို့ စစ်ထွက်ပြားမှရှိရအဆောင်တွေကိုလည်းအသုံးပြုဖို့လိုလိမ့်မယ်။ဒါဖြင့်အချိန်မနှောင်းခဲ့ကျွန်တော်သွားကြမလား။ခဏလေးနေအောင်။တိုက်ဆက်အစီကိုလမ်းပြပေးမယ်သူတယောက်မကြခင်ရောက်လာလိမ့်မယ်။သူရောက်တာနဲ့ငါတို့လည်းသွားကြတာပေါ့။အောင်မြတ်သာစကားအဆုံးမှာတော့ခဲရဲရဲမှမြင်နေရတဲ့တောဆက်တနေအောင်ငေးမောကြည့်နေခဲ့တယ်။မကြခင်မှာတော့တောဆက်ကနေနဂါးဘက်တောင်ဝေးကိုတတောက်တောက်ခောက်ပြီးလမ်းလျှောက်လာတဲ့အဖိုးအိုတယောက်ကိုမြင်လိုက်ရပါတော့တယ်။အဖိုးက အောင်မြတ်သားတို့အနာကိုရောက်လာတော့လေးစားတဲ့ဟန်နဲ့အယုသေးပေးလိုက်ပြီးတော့ဆရာလေးတို့သွားချင်းနေတဲ့တိုက်စီကိုအဖိုးလိုက်ပို့ပေးပါမယ်။ဟိုရောက်တဲ့အခါစကားတခုမှမပြောဘူးတတိထားကြပါ။ညက်ကျော်ဆိုတဲ့သူကသူ့ရဲ့စိုးပေမိုက်ပြေဆိုတဲ့လူသက်သမားတွေကိုတိုက်ဆောင်နေအဖြစ်နဲ့ထားထားတာဆိုတော့ဆရာလေးတို့အန်ဒီရဖြစ်မှာစိတ်ပူလို့ပါ။စိတ်ပူပေးတာပဲကျေးဇူးတင်နေပါပြီအဖိုးရဲ့။အဖိုးအနေနဲ့တိုက်စီဆက်ကိုရောက်အောင်သာပို့ပေးပါ။ကျွန်တော်တို့ကျုပ်တို့တောင်းဝင်ယူလိုက်ပါမယ်။ အောင်မြင်သာစကားဆုံးမှာတော့အဖိုးအိုက တောင်ဝင်းကိုကမ်းပေးပြီးတောင်ဝင်းအစုံခဏကင်ထားလိုက်ပါစရာလေးဒီလိုပြောတဲ့အတွက်ကင်လဲရံမှာခေါင်းနဲ့ခြာကနေဖြစ်သွားပြီးမျက်စိတမက်အတွင်းမှာပဲဂုံဝင်ကြောက်တိန်နဲ့တိဆောက်ထားတဲ့အုတ်တိုင်းရွှေကိုရောက်သွားပါတော့တယ်ဒီနေရာတော့တိုက်ဆက်စီပဲဆရာလေးကျောက်ကဒီပြင်မှာစောင့်နေပါမယ်ဆရာလေးတို့ဘေးကင်းကြပါစေဒီလိုစုချောင်းပေးပြီးတော့မလဲမကမှရှိတဲ့ဆောင်းရှာဘေးနောက်ကိုဝင်ရောက်ကပြောက်ကဲသွားခဲ့ပါတော့တယ် အမြတ်သားတို့ကလည်းတိုက်စီအဆက်ထဲမဝင်ခင်တယ်ဝင်တပိတ်ကွဲနဲ့ရေးဆွဲထားတဲ့တံပြန်အင်းကိုစိုက်ပြီးအထဲကိုဝင်လာခဲ့လိုက်တယ်တိုက်စီရဲကိုစောင့်ဝင်တာနဲ့အလွန်ပုန်းဟောင်နေတဲ့လူသေးကောင်းနှကနှကောင်းနဲ့ကိုစုကနေဝင်ရောက်ခဲ့ပါတော့တယ်အနေရပြီမကြခင်မှာအစမတန်ကြီးမာတဲ့ဒိုးစင်ရိုးကိုထမ်းထားတဲ့အတဘောပိတ်တာနှကောင်က အုတ်ရိုးပေါ်ကနေခုန်ဆလိုက်ပြီးတော့အောင်မြတ်သားတို့ရဲ့မျက်နှာကို ဒိုးစက်ရိုးနဲ့အာကုံလွှဲချရိုက်ပါတော့တယ်။အရှင်ကအလွန်ပြင်းပေမဲ့တတိရှိရဲ့အောင်မြတ်သားကမောင်ကောင်းရဲ့ကိုကိုဆွဲကအနောက်ကိုဆုံးလိုက်ရမှာတော့ရိုက်ချက်ကလူကိုမထိပဲအနားမှာရှိရဲ့ဂုံဝင်ကြောက်တွေထိကမိစားတွေပါပွင့်ထွက်သွားခဲ့ပါတော့တယ်။မျက်လုံးပြူပြူအဆွဲတကားကနဲ့ပြိတောင်နှကောင်ကမန်ဖီရင်နဲ့ထပ်မံပြေးဝင်လာတဲ့အချိန်အောင်မြတ်သားလက်နဲ့ကပြီးဂါရာဂျ်ဘက်ကိုယွန့်လိုက်ရမှာတော့ပိတောင်နှကောင်ကိုယ်လည်းပြေကိုကိုကိုင်းပြီး တအေးအေးနဲ့လူလိုက်နေပါတော့တယ်။ပိတ်တာနှကောင်းလဲကျသွားတာနဲ့အယိုးကျနေတဲ့မျက်နှာတွေပိုင်ဆိုင်ထားပြီးလက်ထဲမှာဓာလန်လက်နဲ့တွေကင်ထားတဲ့ဗလာတောက်တောက်စစ်တီတချို့အုတ်တိုင်းပေါ်ကနေတိုးထွက်လာခဲ့ကြပါတော့တယ်။ဒါအောင်မြင်တော့အောင်မြတ်တာကညီကြီးကိုဖောင်းနဲ့ပေါက်လိုက်ပြီးဂါရာတပုတ်ကိုနန်းပပရွတ်ဆိုလိုက်ရမှာတော့တိုက်စီအပြင်ဘက်ကနေညာတန်ပေးပြီးပြေးဝင်လာတဲ့စစ်တီတချို့ညင်တွေးလိုက်ရပါတော့တယ်။ဟမ်စစ်ထွက်ပြရမတ်တွေပါလား မောင်ကောင်းရဲ့အံ့ဩတဲ့စကားသံအဆုံးမှာတော့မျိုးစောက်တမှုဥဆောင်တဲ့ရဲမဲတချို့ကရွှေရောင်လေစည်းတွေကိုဝစ်ဆင်ပြီးတိုက်စည်းတွေကိုအတင်းချိုးဖြန့်ဝင်ရောက်ခါမနာရင်တိုက်ခိုက်ကြပါတော့တယ်။တကယ်တော့အောင်မြတ်သာဒီယိုမလာခင်နေရအထက်ဆရာကြီးရဲ့ခြံခွင့်ပြုကြတောင်းပြီးတော့စစ်တီတွေကို ခေါ်ဆောင်လာခဲ့တာလည်းဖြစ်ပါတယ်။မျိုးစောက်တမှုအပါဝင်ငယ်သားတွေရဲ့တိုက်ခိုက်မှုတွေကြောင့်တိုက်ရဲ့ပထမစီးပြတ်သွားပြီးတော့ဒုတိယစီးအဆက်ကိုရောက်လာခဲ့ကြပါတော့တယ်။ဒီတစ်ခါမှာတော့ ဦးမြင့်ကျော်ရဲ့လက်ရင်တပည့်ငနတ်တူဦးဆောင်တဲ့ဂျမ်းပေရန်ပေအစောက်တွေထွက်ပေါ်လာခဲ့ပါတော့တယ်။ပတ်ဆက်ထဲမှာလေလူအသွေးသားတွေပေးရင်နေတဲ့ဘလူးတရဲတွေရဲ့နောက်မှာတော့စင်စွဲရောင်တိုးရင်အင်းကြီးကိုဝစ်ဆင်ထားပြီးကြောက်စီသားကိုကောင်းထားတဲ့ညက်ကြုံမြင်တွေ့လိုက်ရပါတော့တယ်။ဒီတစ်ခါမှာတော့မျိုးဆောင်တမူအနေနဲ့စိတ်ကိုမထိန်နိုင်ပဲတိုက်စီအတွင်းဘက်ကိုပြေးဝင်သွားခဲ့ပါတော့တယ်။ဒါပေမဲ့အနောက်မရောက်ခင်မှာပဲ တုံးအားတစ်ခုကြောင့်အနောက်ကိုလင်းထွက်သွားခဲ့ပါတော့တယ်။မြတ်ကျုံကတော့သူ့ရဲ့အစီမံကိုသဘောကျပြီးခြောက်ခက်တဲ့ရည်တန်းနဲ့ရည်လိုက်ခါတိုက်စီအတွင်စီးထဲမှာစောင့်နေတဲ့အဆောင်တွေကိုထပ်ပြီးစင့်ခေါ်လိုက်ပါတော့တယ်။ဒီတစ်ခါမှာတော့ထွက်တဲ့အင်အားကမျိုးစောက်တမွေးရဲ့တက်ထက်ငါးဆလောက်များနေခဲ့ပါတော့တယ်။အဲ့ဒီချိန်အောင်မြတ်သားအစာရေကကြိုတင်စီစဉ်ထားတဲ့အတိုင်းခိုင်းဆောင်တွေကိုစင့်ခေါ်လိုက်ရကောင်းငင်ပေါ်ကနေရွှေရောင်အလင်းတက်နေချလာခဲ့ပါတယ်။ အဲ့ဒီတဲကနေအင်းစမတွေအပြည့်ရေးဆွဲထားတဲ့ရွှေဝါရဝစစ်ပိတ်တွေခြင်ထားတဲ့ပုံကိုယ်တွေထွက်လာပြီးတော့ရှင်ရနေတုံးဝင်ကတာမန်လူတွေမမြင်နိုင်တဲ့အတားအဆီးတွေကိုရိုက်ချိုးပါတော့တယ်။အဲ့ဒီချိန်မှာမှ မျက်ကြော်တရမျက်စိပြန်မျက်နာပြန်နဲ့တိုက်ထဲကိုပြေးဝင်ဖို့လို့အောင်မြတ်တာလက်ထဲမှာခြင်ထားတဲ့ကိုတဲ့ဝင်တပိတ်ကွဲစားကဖြတ်ကနေပြန်ထွက်ကမျက်ကြော်ရဲ့ဦးခေါင်းထက်မှာတစ်ဖြတ်ဖြတ်ခတ်ကဓာတ်ဆက်ကြိုင်ထွက်ကြလာခဲ့ပါတော့တယ်။ ဒီတစ်ခါမှာတော့မြက်ကြော်တယောက်ရှေ့လဲတိုးမရနောက်လဲဆုံမရနဲ့ပိတ်မိနေပြီးတော့သူ့ရဲ့တပည့်တွေလည်းအင်းဆောင်တွေလက်ချက်နဲ့ရောမျိုးဆောင်တမူတွေရဲ့လက်ချက်နဲ့ရောအတုံးယုံကြာဆုံးကုန်မှာတော့ဒီမြက်ကြော်ကလည်းတိုက်တကားပိတ်ဖို့အတွက်မန္တန်တပုတ်ကိုရွတ်ဆုံနေတဲ့အချိန်အောင်မြက်သားလက်နဲ့ဆွဲချုပ်လိုက်ရာဒါဆက်ကြရီကနှကန်းနာထီရောက်လာပြီးတော့ပါဇက်ကိုဆွဲချုပ်ထားလိုက်ကြပါတော့ဒီအဲဒီတော့မှအောင်မြက်သားကတိုက်တကားဝါကိုသွားပြီး တိုက်ချုပ်တိုက်ဆောက်ပုံကိုယ်ရေးထံခွင့်တောင်းကအမိတ်ပြန်လိုက်ရမှာတော့စစ်ထွက်ပစ္စည်းရဲ့ဌာပနာပစ္စည်းတွေအကုန်လုံးတိုက်အပြင်ဘက်ကိုရေးစီချောင်းတစ်ခုလိုထွက်ကြလာခဲ့ပါတော့တယ်။အဲဒီတော့မှရတနာပစ္စည်းတွေကိုမျိုးဆောင်တမှုရဲ့ငွေသားတွေကခြေနောက်ကိုစီနဲ့ထန်းကမူလဌာပနာတိုက်ကိုပြန်ယူသွားခဲ့ကြပါတော့တယ်။ဌာပနာပစ္စည်းတွေအလုံးစုံကုန်တာနဲ့အုံမြက်ကျော်တို့ချုံနောက်ထားတဲ့အရာတွေအလုံးပျောက်ကွယ်သွားပြီးတော့တိုက်စီးတွေလည်းမူလအတိုင်းပြတ်ပြတ်သွားခဲ့ပါတော့တယ်။ ဌာပနာပစ္စည်းတွေပြန်ရောက်ပြီးတော့၃နှစ်လောက်အကြာမှာတော့စစ်ထွက်ဖျားကိုပြန်လည်မုံမှန်မဲ့အလှရှင်တွေပေါ်လာပြီးတော့နဂိုမူလဖျားငုံကအပေါ်ဝါနေအသက်ထမှတီထားခဲ့ကြပါတော့တယ်ဖျားထီတော်တင်ရေဆက်ချပွဲမှာတော့မကျွလွတ်သေးရဲ့မျိုးဆောင်တမှုနဲ့တကွနောက်လိုက်ဘူပါရီအားလုံးအတွက်ရည်စူးပြီးတော့အမြတ်ကျပေးဝင်လိုက်ချိန်မှာအလွန်မွေးချိုင်တဲ့ရွှေနံပေါင်းများစွာကလည်းထွက်ပေါ်လာခဲ့ပါတော့တယ်အောင်မြတ်သားတို့လည်းဌာပနာပစ္စည်းတွေပြန်ရအောင်ကူညီပေးပြီးတဲ့နောက်မှာ လမ်းသွားလမ်းလာတွေကိုခြောက်လန့်နေတဲ့လက်ပြက်တရေတကောင်ကိုလမ်းကြုံဝင်ရောက်ဆုံးမခဲ့ရပါသေးတယ်။အခုလိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုအသစ်တွေတင်နိုင်သိရှိနေစေဖို့အတွက် Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးခဲ့ရင်းနဲ့ဗိနာ Notification လေးကိုပါနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေရှင်။